ွဲမယ်ရွေးကောက်ပွဲမှာအန်တီတိုးရဲ့ recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာဒီမှာဒီစစ်မှုန်တန်းအာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရပ်ဆိုင်ပေးဖို့ပေါ့နော်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကာလမှာဆိုတော့ရွေးကောက်ပွဲအကျိုးကာလရဲ့ရွေးကောက်ပွဲကာလမှာပေါ့6လတာဒါမှမဟုတ်တစ်နှစ်ပေါ့နော် ဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရရကျွန်တော်လုံးဝလက်မခံဘာလို့ဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနဲ့မဟုတ်ဘူးဗျ NUG PDF အဲ့တော့ဒေါက်တာညိုညိုသင်အဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်သူကသူကသူဒေါက်တာဘွဲရလားဥပဒေဘွဲရပညာရှင်ဟာချစ်ကျူးပါတယ်လေးစားပါတယ် ဥပဒေဘွဲ့မှာဒေါက်တာဘွဲ့ရရမယ်စီးရင်မြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ်အဲ့လောက်ပဲရှိတယ်ဒါကတော့ပြောချင်လို့လာပြောတာဟုတ်ပါတယ်တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ပြည်သူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆင့်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ရွေးကောက်ပွဲကာလမှာစစ်မှုထမ်းစင်ခုံမှုဆိုင်းငံ့တင်ကြောင်းဒေါက်တာညိုညိုတင်းရဲ့အဆိုတင်သွင်းမှုကြံ့ဖို့ပြုတ်ဘူးလက်လဆွေနဲ့ပတုမမဟာသွေးမှပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပြီးမှအဆုံးထိနားစင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးရီ နိုင်ငံရေးသမားတွေအဲ့ဒါကြည့်တဲ့အခါအဆက်မပြတ်ပြခါရေးဖြစ်ပေါ်နေပါတယ်။ဒါကြောင့်မို့နိုင်ငံရေးသမားတွေအနေနဲ့ကအတ္တတွေရှော့ချဖို့မယ်ဆန္ဒရှင်ပြည်သူကြောင့်အနေနဲ့မျှော်လင့်ပါတယ်။နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးသမားတွေကအတ္တကြည့်လို့ရှိရင်အာဏာရလာတဲ့အခါမှာစစ်ဘက်ရဲ့ဆက်ဆံရေးကိုမတိဆောက်နိုင်ဘဲနဲ့အာဏာတွေပြန်ကြရင် အတ္တတွေပြိုင်ကြတယ်မာနတွေပြိုင်ကြတယ်အဲ့ဒီလိုနဲ့စစ်ဘက်ကောင်းဆောင်နဲ့ရက်ဖက်ကောင်းဆောင်ရဲ့ချမှာအတ္တနဲ့မာနပြိုင်ပြီးတော့အတ္တမာနလုံးဆွဲပွဲရဲ့ချမှာကျွန်တော်တို့ပြည်သူတွေညီစာပင်ဖြစ်သွားတယ်လက်ရှိမှာနိုင်ငံရေးဘက်ကကနေတစ်ဆင့်စီးရင်ဘက်ကကနေဖြစ်ပေါ်နေတယ်ဒါကြောင့်မလို့နော်ရွေးကောက်ပွဲဆိုတဲ့အတန်ကြတာနဲ့များနိုင်ငံရေးသမားတွေချမှာအတ္တနဲ့မာနလုံးဆွဲနေတာမျိုးလေးတွေကျွန်တော်တို့မိတ်ဆက်နာရှင်ပြည်သူတွေနေနဲ့နေရတာစိတ်မကောင်းဖြစ်ရတယ်ရောက်ပါနေလာရင်နိုင်ငံရေးသမားတွေကြာမှာတောက်နေတောက်ဩဇာကားစစ်တုံးမှုတွေနိုင်ငံရေးရနိုင်ငံရေးအာမခံချက်ပြမှုတွေဒီကိုတော့လက်ခံနေစိုးစိုးတဲ့သို့တော့အတ္တရဲ့မာနတွေချော့ချဖို့ပြည်သူတောက်နေလည်းပြောလဲပါတယ် ဆိုတော့ဒီနေ့ကျွန်မအဓိကပြောပြပေးချင်တဲ့အကြောင်းအရာကတော့ဒေါက်တာညိုညိုသိန်းနောက်တစ်ချက်လုံးက NLD ပါတီကကိုယ်တိုင်လောင်းပေါ့နော်နောက်တော့ NLD ကလည်းလှုပ်ထွက်ပြီးတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်ခဲ့တယ်ဒေါက်တာညိုညိုသိန်းနဲ့ပြည်ထောင်ပြပါတီတချင်ကပြည်ထောင်ပြပါတီကလည်းတချင်လှုပ်တော့တဲ့မှာနိုင်ငံရေးတိုင်းထုတ်ပြချက်ကိုတောင်းဝန်ထမ်းဆောင်ခဲ့ဖို့တလို့လက်ရှိမှာလည်းပြည်ထောင်ပြပါတီရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ဘုလက်ဦးလားဆိုရင်ဆိုတော့ဒီနိုင်ငံရေးသမားနှစ်ယောက်ရဲ့အခြေအကအတ္တမာနာလေးနေကျွန်မမင်းဆလာရှိပြီးတို့ကြောင့်လည်းနေတွေးမိပါတယ်နောက်ထောက်ကြည့်ပါဒီစမှုတာဥပဒေကိုတော့မကြခင်ဂိုင်တွဲမယ်အရွေးကောက်ပွဲမှာဒီတို့ရဲ့ recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲ အာပြုလုပ်မဲ့ဒေတာဒီမှာဒီစစ်မှုတန်းအာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရဆိုင်ပေးဖို့ပေါ့နော်ဒီရုပ်ောက်ပဲရုပ်ောက်ပဲကာလာမှာဆိုတော့ရုပ်ောက်ပဲအကျိုးကာလာရဲ့ရုပ်ောက်ပဲကာလာမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော် အဲဒါရင်ဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့ဒေါက်တာညိုညိုသိရဲ့အဲဆွေးနွေးကြတဲ့ပတ်သက်လို့ပြည်သူတွေချမ်းမှာသဘောထားနှစ်ချက်တဲ့လူတွေတော်တော်များလာတာတွေ့ရတယ်အားလည်းရှင်မဆင်မှုထမ်းဦးတွေရဆင်းကောက်ခံမှုတွေကိုယာရင်ဆိုင်ပေးဖို့ဆိုပြီးပြောဆိုမှုတောင်းဆိုမှုပေါ့နော်အားပြည်သူတွေတော်တော်များများသဘောကျပြီးတော့ဒေါက်တာညိုညိုသိကိုအပင်းနေရပြရတယ်အားကျွန်မရင်လုံးကလည်းပြောပါတယ်လက်ရှိမှာဆင်မှုထမ်းဦးတွေကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲကနေပြီးတော့ရွေးကောက်ခံဆွေးရတဲ့ပေါ်ထွက်လာပြီးလွှတ်တော်တည်းရဖြစ်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုရဆိုင်လို့ရပါတယ်ဆိုတော့ကျွန်မထက်ကထက်ကပြောခဲ့ပြီးတယ်ကျွန်တော်ခင်ဗျားတို့ကဟိုဒီဆင်မှုထမ်းဦးတွေကိုမကြိုက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲကနေတစင်းရွေးကောက်ခံဆွေးရတဲ့လွှတ်တော်နေရ ဲ့ပေါ်ထွက်လာဖို့လိုတဲ့ထွက်တော်ပေါ်ထွက်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုဆိုင်းငံ့လို့ရပါတယ်ဆိုတော့ဒီနေရာမှာဒီကပြောချင်တဲ့အချက်ကဒီဒေါက်တာရင်းတို့တင်းပေါ့နော်ဒီအမျိုးသမီးအမျိုးသမီးကြောင့်လည်းဖြစ်တယ်အမြဲတမ်းထက်မြက်တဲ့တွေ့လေးစားရတယ်အားကြရတယ်ဟာဒါပြင်ဒီဒေါက်တာညိုညိုတင်းဒီ NLD ပါရီကနေပြီးနှုတ်ထွက်လာတဲ့ခွက်ထွက်လာတဲ့တယောက်ပေါ့နော်အဲ့ဒီမုံပဲဥစဲဝင်းလို့ပေါ့ဒီရထားကြီးကသူတို့တွားချင်တဲ့ပူတောင်မရောက်တဲ့အတွက်ဒီရထားပေါ်ကရှင်းနေတယ်ဆိုတဲ့လိုမျိုးပေါ့နော်အာဒီ NLD ဆိုတဲ့ရထားကြီးကနေခွက်ထွက်ခဲ့တယ်ဒေါက်တာညိုညိုတင်းဒေါက်ဆန်နာမင်းဒေါက်တာတက်တက်ခိုင်ဒါကျွန်တော်တို့ ဒီလူတွေကြားထဲမှာလက်ခံထားတဲ့အာတဲ့ထက်မြက်တဲ့အမျိုးသမီးတွေပေါ့နော်သူကဒေါက်တာညိုညိုသိဆိုလို့ရှိရင်အရေးချင်းရှိရင်ဒေါက်ဆနာမင်းဆိုလို့ရှိရင်အရေးချင်းရှိရင်ဒေါက်တာသက်ခါလေးလည်းအရေးချင်းရှိရင်ဆိုတော့ NLD ကလည်းအကုန်လုံးရဲ့မူလလာရာစနစ်ကအနယ်ဒီဖြစ်နေတယ်ဆိုတော့ဒီအမျိုးသမီး၃ယောက်တည်းဒုစုတစည်းရဲနဲ့နော်တော့လောက်လောက်ဆိုင်ချက်ကအတိုင်းပြည်အကျိုးကိုတည်ဖို့ရှင်လေသူတို့နိုင်ငံတော်ရဲ့အရေးတစ်ခုကိုသူတို့ဆောင်ရွက်ချင်တယ်အတိုင်းပြည်ကိုမယ်တကယ်ချက်တယ်ဒီတွင်နိုင်ငံအရေးမှာနိုင်ငံရေးသမားတယောက်ဖြစ်သူတို့ပါဝင်ထမ်းဆောင်ချင်တာလေဆိုတော့ဒီတော့ယောက်ကိုတစုတစည်းရဲ့တင်ရထဲမှာမင်းရမယ်ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့ပြည်သူတွေအတွက်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်နေတယ်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကအတ္တကြီးပြီးတော့အတ္တကြီးပြီးတော့တတိပုဂ္ဂလတွေနဲ့ဒါဒဇင်းလေးထောင်းနေမ ယ်ဆိုရှင်တော့ဒါဟာခွန်အားမဖြစ်ပဲလေချင်းစီပြေသူလိုပဲဖြစ်နေမယ်အဲ့တော့အဲ့ဆိုတော့မျောမျက်စနာရှင်ပြည်သူကြောင့်နေမျောလင်းနေဒေါက်တာတတ်ခိုင်ဒေါက်တာညိုသိန်းဒေါက်စနာမင်းဒီထက်မြက်တဲ့မျိုးသမီးတယောက် NLD ကနေခွဲထလာတဲ့မျိုးသမီးတွေကိုတစုပ်ဒီစီရဲ့တနေရာထဲမှာမြင့်ချမှာတယ်ဒါဆိုလို့ရှင်ချင်းစီတွေကတော့ပဲကျမတို့လည်းအင်အားဖြစ်နေတယ်အဲ့ဒီလိုမျိုးမဟုတ်ပဲလေအကုန်လုံးကငါကတော့ဥက္ကဋ္ဌလောက်ကမှငါကတော့ဘာရမှညာရမှဆိုတဲ့အတားလေးတွေရှိနေမယ်ငါကတော့ဘသူလောက်အောင်မှမလို့ရှင်ငါကတော့ထမှနေချင်တယ်ငါကအောက်ရောက်သွားမယ်ဆိုတဲ့နေရာတွေရာထူးတွေအာနာတွေကိုမကြည့်ပဲနဲ့တိုင်းပြည်ပြန်အမှန်တကယ်ချစ်ပါတယ်တိုင်းထုတ်ပြည်ကိုအမှန်တကယ်လောက်ရှင်ပါတယ်ဆိုတဲ့ဆန္ဒတစ်ခုနဲ့ စုတီတီရဲ့ဖြစ်ပုံမျှော်လင့်ပါရယ်အင်မတန်မှအထက်မြတ်တဲ့မျိုးသမီးတွေဖြစ်တဲ့အတွက်လည်းကျွန်မအမေမတယောက်မျိုးသမီးတယောက်အနေနဲ့အင်မတန်အားကြောက်နေပါတယ်သို့တော့ဒ ချာလားထောင်ကြည့်ပါစစ်မှုထမ်းစိရင်ကောက်ခံတာကိုဆိုင်းငံ့ပြီးပြောတာဖြစ်ပါတယ်တေချာထပ်ပြီးပြောပါမယ်တေချာလားထောင်ပြီးတေချာစစ်လာကြည့်ပါဒေါ်ညိုညိုသိပြောတော့တာကစစ်မှုထမ်းစိရင်ကောက်တာကိုဆိုင်းငံ့ဖို့ပြောတော့တာဖြစ်ပါတယ်စကားအရာမှာလိမ္မာပနဲ့ထားကိုတရားပါတယ်နောက်ရှင်းလဲရှောက်တာပြားလဲဆွဲတာတို့တို့တစ်ခါကနေပေးမယ်မယ်ဆန္ဒရှင်တွေရဲ့အကြိုက်ကိုလိုက်ပြီးတော့လည်းပဲဆန္ဒတွေထပ်ထူကြအောင်လည်းပဲဒီစစ်မှုထမ်းဥပဒေကိုဟိုဆိုင်းငံ့ဖို့စစ်မှုထမ်းခေါ်ပြီးတော့ဆိုင်းငံ့ဖို့ဆိုတဲ့သဘောမျိုးတက်ရအောင်ပြောနိုင်တယ်တစ်ဖက်ဒါဆက်ကဆွေးရတဲ့ကြတော့လည်းပဲစစ်မှုထမ်း ခေါ်တာကိုစစ်မှုတိုင်းစစ်ခေါ်နေတာလက်ရှိမှာဆိုဘက်စင်ဆက်နေဆက်တော့ပေါ့အဲ့ဒီလိုမျိုးဘက်စင်တွေကိုဆိုင်းငံ့ဘူးပြောတာမဟုတ်ပဲねဆက်ရေးကောက်ခံမှုကိုဆိုင်းငံ့ပေးဖို့ပြောတဲ့အတွက်လေခုဘက်ဒီဘက်မယုံမလို့စကားရလိမ့်မှာပါနဲ့ထောက်ပြရပါတယ်ဒါဒီလေနိုင်ငံရေးသမားတွေရဲ့အီရှင်းတစ်ခုဖြစ်လိမ့်မယ်နိုင်ငံရေးသမားတွေရဲ့အီရှင်းဖြစ်တဲ့အတွက်ဒီနိုင်ငံရေးသမားတွေဝယ်ရှင်ထဲမှာတိုင်းပြည်ပေါ်စင်တာစစ်မှန်ရင်မစစ်မှန်ရင်ဆိုတာကျွန်တော်တို့ပြည်သူတွေနဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့တခြားမျိုးပါတီကသူလည်းဥလားဆွေဘလို့သဘောထားမှတ်ချက်ပေးထားလဲနားထောင်ကြည့်ပါ peaceful ပါမှာဗျာဟို energy ဟောင်းဒေါက်တာညိုညိုတင်းဆိုတာပြောတယ်တဲ့အဲသူကဘယ်လိုပြောလဲဆိုတော့ ရုပ်ကပွဲနီးရင်နဲ့စစ်ကူတန်းချင်းကို6လလောက်ရက်တက်ပေးပါတယ်ဆိုင်ငံ့ပေးပါတယ်အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပေးချရရကျွန်တော်လုံးဝလက်မခံဘာဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရထားမှာလားသူတို့လည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနဲ့မဟုတ်ပြ NUG PDF NUG PDF ကလူသားအကြံဖက်တရားတိုက်ပြန်ပေးဆိုရလို့လုံးလည်းကောင်းတယ်လာတဲ့ခင်ကြီးချိန်ပြောရဲဖဆပလာအမကြီးတခင်ကြီးချိန်ပြောရဲစကားလည်းပြောရဲငါတို့ရင်ဆိုင်နေရတာဘာကဘာနဲ့ရင်ဆိုင်နေရတာကွာသူတို့ကောင်းနေမဟုတ်ဘူးရောင်းမလို့ ဟာဘာကဘာမျိုးတွေကိုခထွန်းထုံးနဲ့တိုက်ရမြေကြီးတွေပြုတ်ပြီးတခင်ကြီးရှင်အဲ့လိုလုပ်ခဲ့တာသူလုပ်တာဘယ်ဆက်လုံးလားလို့ပြောတော့ဟာငါတို့ရင်ဆိုင်နေတာသူတို့ကောင်းမဟုတ်ဘူးဘာကဘာခုလဲ NLD PD ကသူကောင်းမဟုတ်သူကလုံးပါပဲခင်ဗျအဲ့ဒီ6လအတွင်းမှာသူတို့ဘာမလုပ်ဘူးအဲ့ခင်ဗျလုပ်ပါခင်ဗျတို့လောက်ပွေကြီးဆေးလုပ်ပါအဲ့ကျွန်တော်တို့မလုပ်ပါဘူးတိုက်ပါအောင်အဲ့လိုမျိုးနေမထင်လားဟာပြင်အောင်ပြင်သေးတယ်ပို့တော့ချအောင်မှာဒီကောင်းကြီးကဒါရွေးကောက်ပွဲမပြစ်ပြအောင်အဲ့တော့ဒေါက်တာညညိုသိအဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပေချရတယ်လုံးပါလဲကန့်ကွက်တယ်သူကသူကသူဒေါက်တာဘွဲရလားဥပဒေဘွဲရပညာရှင်ဟာချစ်ကျူးပါလေလေးစားပါလေ ဥပဒေဘွဲ့ပါဒေါက်တာဘွဲ့ရရမယ်စီးရေးမြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ် ဲ့လောက်ပဲရှိတယ်ဒါကကျွန်တော်ပြောချင်လို့လာပြောတယ်ဟုတ်ပါရဲ့တက်တော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ဒီသူတွေကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆက်ခေါ်တာကိုဆိုင်းငယ်နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မဲနဲ့သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ်သူတပြင်းဒီ2025ကိုနော်အတနိုင်ငံလုံးတိုင်းနာနဲ့အထွေထွေထိုးစစ်ကြီးကို NUG ကသူတို့ရဲ့မဟာမိတ် PDF တွေရောမဟာမိတ်တက်တွေရောအကုန်လုံးပူးပေါင်းပြီးတော့တိုင်းနိုင်ငံလုံးတိုင်းနာနဲ့အထွေထွေထိုးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလောက်ကရှီမွန်ကိုရိုင်းပြောခဲ့ပြီးလဲစကားရှိတယ်ဒါပြင် NUG ကသမရဆိုတဲ့လက်ရှိဝါကိုရိုင်းကလည်းပဲအာဒီလက်ရှိ2025မှာ ။လက်ရှိတချို့ကြီးဥမဲအောင်လိုင်းပေါ့နော်။မြန်မာပြည်ကအာဆက်ပုံစံမျိုးပေါ့။စီးရီးယားကအာဆက်လိုမျိုးမြန်မာပြည်ကအာဆက်ဖြစ်အောင်၂၀၂၅မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စူးစမ်းမယ်။မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြွေးကြော်ထားတာရှိတယ်။ ဆိုတဲ့အတွက်ဂျပန်သမားတွေကဂျပန်မှုတွေကိုအဆုံးစုံလေးလုပ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ဖက်မှာကျမတို့ကစိတ်အင်အားအတွက်ဒီစစ်မှုတိုင်းစစ်ကုန်မှုတွေကိုဆိုင်းငံ့လာတာဖြစ်တည်ရင်လားစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလားဆွေအမြင်ကိုကျမမဲဆန္ဒရှင်တောင်းနေနဲ့ထောက်ခံတယ်။တိုးတော့ဘူလက်ဥလားဆွေဒီနော်စစ်ယူနီဖောင်းကိုချုပ်ဘောင်းမီချုပ်ပြီးပစိုးပြောင်းဝင်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စစ်ရေးအမြင်ရှိတယ်။ဒါတာညိုတင်းကအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စစ်ရေးမြင်အားနည်းချင်အားနည်းလိမ့်မယ်။ဒါကိုတော့အမျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူး။အော်ဒါတာညိုတင်းကိုပြောသွားတယ်ပေါ့နော်။အာဥပဒေဖွဲ့ရတော့ကဥပဒေရပါဥပဒေပညာမှာတော့ဒါဖွဲ့ရလို့တော်ပေမဲ့စစ်ရေးမှာမူချိုးအစ်စ်မဲ့ရှိရဆိုပြီးတော့ဖိ ပြီးတော့ချုပ်ဖယ်ပြီးတော့ပြောသွားတာမျိုးတဘောမကြောက်ဘူးလက်မခံဘူးအားမပေးပါဘူးနော်ဆိုတော့ဒါတော့ညွှန်းရင်းကမျိုးတမိတရားဖြစ်တဲ့အတွက်ဘူလက်ဥလားဆွေတို့လို့စစ်ယူနီဖောင်းချုပ်ပြီးပစုံပြောင်းဝင်လာတဲ့လူတွေတော့ဆေးရင်မရှိကြမှာရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးကိုတော့တဘောမကြောက်ပါဘူးအဲဒါအပြင်ကျွန်မရှေ့ရတဲ့ပုံမှာလည်းတခုရှိတယ်မိခင်ဦးမောင်မြင့် ။နောက်မြင်းကဥမာမင်းဆိုလို့ရှိရင်ဒုတိယကျွန်းချုပ်တော်တာတန်တွင်မှာကျွန်တော်တိုင်းချုပ်ပြည်သူကိုတဲပူးနိုင်ခဲ့တယ်။တကယ်ကိုဟောထက်မြက်တဲ့ရည်ချင်းရှိတဲ့လူတွေဖြစ်တယ်နော်။ဒီပြည်ခမျိုးပါတီကနေပြီးတော့နှုတ်တော်ကိုယ်တည်းလေးဖြစ်လာရဲပေါ့နော်။မင်းကဥမာမင်းကိုဘူလကူလာရှင်ကိုကျွန်တော်တို့အားပေးလေးလေးစားရဲနော်။တကယ်ထက်မြက်တဲ့တိုင်းချုပ်ပြည်သူတဲပူးနိုင်တဲ့လူတွေပေါ့နော်။အဲ့လိုမျိုးပြည်သူတွေရင်ထဲမှာကနေရတစ်ခုဖြစ်တိမဲ့ပြုတ်ဖက်တိမဲ့ပြုတ်ခဲ့ပြီးတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီမင်းကဥမာမင်းရဲ့အကောင့်တစ်ခုကနေပြီးဗားတင်ထားလဲဆိုလို့ရှိရင်နော်ငလင်ပေးကုညီကယ်ချက်ရင်းနဲ့ပတ်သက်လို့နော်တချို့အများပြည်သူတွေကပြောကြရဲပေါ့နော်။ဒီငလင်ပေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီဗီကပ်ပွဲပေးတာဆိုလို့ပါတီနှစ်ခုပဲရှိတယ်။ပါတီနှစ်ခုပဲတွေ့ရတယ်။အာ UDP ပြည်ခိုင်မျိုးပါတီ နဲ့ပြီးသုံးလုံးပေါ့နော်ပြည်သူရှင်တော်ပါတီဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမေဆနာရှင်ပြည်သူတွေပြောဆိုမှုစကားကိုအာပြောမယ်ဆိုရင်တစ်ချိန်လောက်ကူညီတာနဲ့အချိန်တရာလောက်ကူညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့မင်းကင်းဥမာလေးပြန်တင်ထားတာတွေ့ရတယ် ေးခံပြောပါလေဒီပြီးခဲ့တဲ့ငလေးပေးမှာအေးပေါ့ပေါ့နော်အေးပေါ့ကိုကြီးကလေးရစာအရှိဆုံးကနေမမမဲမဲအားနဲ့အားနဲ့မဲနဲ့အင်းနဲ့အားနဲ့ကိုကြီးကလေးလောက်ခဲ့တယ်ပြန်လဲထူထောင်ရေးအတွက်လည်းငွေချင်းလေးထောက်ပံ့ပြီးတော့ပေါ့နော်အများဆုံးကိုကြီးပေးခဲ့တဲ့ပါတီကြီးဖြစ်တဲ့အတွက်ပြည်သူတွေအကုန်လုံးအတိအမဲ့ပြုပြီးတော့ကျေးဇူးတင်ကြတယ်အတိအမဲ့ပြုထားပြီးတော့စစ်တယ်စစ်တီရှိပြီးသားဖြစ်တယ်ဒီပုံမှာမင်းကဥမောင်မြာနေပြီးတော့နော်အဲအကျိတ်တစ်ချိန်ကိုကြီးနာနဲ့အကျိတ်တရားကိုကြီးနာတော့ဘဲတူပါမယ်တမ်းမညိပါနဲ့ဆိုပြီးတော့တုံ့ပြန်မှုကြတော့ကျမတို့စစ်တယ်စစ်ကနေပြီးတော့ညဉ့်ညင်းတဲ့စိတ်တစ်ခုပြောင်းသွားစေတယ် သူကအမှဒေါ်သက်သက်ခိုင်တို့ပါတီရတယ်ပဲပြည်သူတွေကိုငနေပေးပါကူညီရပေါ့နော်အဲ့ဒါကိုတမ်းမညီနဲ့သူတို့ပြည်ခါမျိုးပါတီနဲ့တမ်းမညီနဲ့ဆိုပြီးတော့အလူကြီးလူကောင်းဆန်ရက်လာပေါ့ဒီလိုပြောဆိုမှုကလူကြီးလူကောင်းဆန်ရက်လာပေါ့ဒီလိုအသေးဖွဲကိစ္စလေးတွေကစပြောကျွန်တော်ပြည်သူရင်ထဲမှာရောက်တဲ့အတွက်တတိချက်ဖို့တော့လိုပါတယ်အင်းရှဲရှိပြီးသားဒေါ်ပိသားထက်မြက်ပိသားလူတွေဖြစ်တယ်ပြည်သူတွေရင်ထဲမှာအတိမတ်ပြုပြီးသားလူတွေဖြစ်တယ်အဲ့ဒီအတိမတ်ပြုပြီးချစ်တဲ့စိတ်အားကိုးတဲ့စိတ်ကလည်းညွန်ညင်းတဲ့စိတ်တွေဖြစ်မသွားအောင်ဆိုဖြစ်သွားအောင်တဲ့ပေါ့နော်စကားရမှာလေးမှာဘာနဲ့ဖို့အရင်အရေးကြီးပါတယ်ဆိုလိုချင်တာကတော့နိုင်ငံရေးသမားတွေအတားတွေမှာနားနေရှော့ချဆေးရှင်ပါတယ်နိုင်ငံရေးသမားတွေအတားကြီးတဲ့အခါအစမပြေသက်ခါကြီးဖြစ်ပွားနိုင်ပါတယ်ရှင် နောက်ထပ်လာနိုင်ရေးစူးစမ်းမည်ဟုမင်းအောင်လှိုင်ဆိုပြန်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရုရှားနိုင်ငံဘရီယဲပြည်နယ်သို့လာရောက်ရမှုမှာစိတ်ချမ်းသာရ၍တုံးချိန်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ရေးစူးစမ်းမည်ဟုထုတ်ဖော်ပြောဆိုသည်ဇွန်လ26ရက်နေ့မင်းအောင်လှိုင်ကရုရှားနိုင်ငံဘရီယဲပြည်နယ်သို့ရောက်ရှိစဉ်ရင်းကဲသို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးရင်းသို့ပြောဆိုမှုကိုလည်းယနေ့ထုတ်စစ်ကောင်စီသတင်းစာများတွင်ပြန်လည်ဖော်ပြထားသည် အင်မတန်စိတ်ချမ်းသာရပါတယ်။လာရတာတာယာလှပတဲ့ဒေတာတစ်ခုပေါ့။ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်လာရတယ်လို့ခံစားရပါတယ်။ကျွန်တော်၃ချိန်ရှိပြီလာတာကိုဒေတာကိုလာရတယ်လို့ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်။နောက်ထပ်လည်းလာနိုင်မှုကျွန်တော်ကြိုးစားဦးမယ်လို့ပြောလိုပါတယ်။ဟူမင်းအွန်လိုင်းကရုရှားအခြေဆိုင်မီဒီယာများသို့ဖြည့်ဆည်းခဲ့သည် မင်းအောင်လှိုင်ကရုရှားနိုင်ငံဘရေထက်ပြည်내နှင့်ကျန်းမာရေးပညာရေးပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်များကိုလက်ခံသွားမည်ဖြစ်ပြီးစိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းပူးပေါင်းရန်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းပူးပေါင်းလုပ်ရမည်နယ်ပယ်များစွာရှိနေကြောင်းပြောဆိုသည်ရုရှားနိုင်ငံဘရေဒေပြည်နယ်အုပ်ချုပ်ရေးမှူးကမြန်မာနိုင်ငံနှင့်ပတ်သက်၍ Rapid by Sewa Company Sewa နည်းပညာနှင့်ပတ်သက်၍ပစ္စည်းတင်သွင်းရန် Register များအလုပ်နေကြောင်း Volanu ကထုတ်ထားသည့်ရဟတ်ယာဉ်နှင့်ပတ်သက်၍ပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများလုပ်ရန်စီစဉ်ထားကြောင်းပြောဆိုသည် ထို့ပြင်မြန်မာနိုင်ငံမှရုရှားဘာသာစကားပညာသင်ကြားနေသည့်ဆရာများသို့ထက်ဆင့်သင်တန်းများပေးရန်အဆင့်မြင့်သင်တန်းများပေးရန်အတွက် Barrier ပြည်နယ်ကတင်ပေးနိုင်ကြောင်း Barrier ပြည်နယ်ရှိတက္ကသိုလ်များတွင်လည်းမြန်မာဘာသာစကားကိုသင်ကြားရန်မြန်မာဘာသာစကားဌာနဖွင့်ရန်ထိလဲရည်ရွယ်ဆောင်ရွက်နေကြောင်းနှစ်နိုင်ငံခီးသွွားလုပ်ငန်းများ